ျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေတဲ့သူတွေမှာ cryptocurrency လုပ်နေတဲ့သူတွေ၊ crypto ကိုစိတ်ဝင်စားနေတဲ့သူတွေ၊ဒီလို crypto နယ်ပယ်ထဲမှာရှိနေတဲ့သူတွေကိုဝင်စားတဲ့သူတွေကအများကြီးကျွန်တော်ရှိပါတယ်။ဒါကိုကျွန်တော် comment တွေမှာလည်းမြင်ရပါတယ်။ဒီနေ့မှာတော့ကိုက crypto လောကတွေကိုခုမှဝင်တဲ့သူဖြစ်စေ crypto လောကတွေမှာကျန်လေတာကြားတဲ့သူဖြစ်စေလူတိုင်းလောက်ထားတဲ့နဲ့အ ਨੇ ဆုံး bitcoin ကို10ဒေါ်လာဘူးကင်ထားဖို့အတွက်စူးစမ်းတဲ့နဲ့ဆိုတာကိုဒီနေ့ကျွန်တော်တိုက်တွန်းလာမှာဖြစ်ပါတယ်။ ဆယ်ဒေါ်လာဆိုတဲ့ပမာဏကလက်ရှိမြန်မာငွေဈေးရဆိုရင်တော့မြန်မာငွေ3800ကနေပြီးတော့4000 4200ဒီဝင်းကျင်မှာရှိပါလိမ့်မယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာတော့ငွေဈေးပြောင်းလဲရှိပါလိမ့်မယ်ဒါပေမဲ့ဆယ်ဒေါ်လာကတော့အကျန်းပြေးမြန်မာငွေ4000ကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်ဒီလိုမျိုး Bitcoin ကို10ဒေါ်လာကိုအရင်ဆုံးကင်တော့ဖို့အတွက်အကျန်းပြေးရတာကကျွန်တော်တို့အကြောင်းရင်းရှိပါတယ် Crypto Loga တွေကိုခုမှစောင့်ပေးမဲ့သူတွေဆိုရင်တော့တော်တော်များများကအမျက်ကျကျန်းလိုချင်ကြတယ်ကျွန်တော် Grand လက်ချိန်ကဒီလိုဖြစ်ခဲ့မှုပါတယ်အမျက်ကျကျန်းလိုချင်တဲ့အတွက်ကြောင့်မလို့ခုမှရှိတဲ့9ဒေါ်လာ10ဒေါ်လာ ်လာဒေါ်လာ100ဒလောက်ကိုကျွန်တော်တို့ point သေးသေးလေးထဲမှာသွားထည့်လိုက်တဲ့ ဒီ coin တသိန်းလေးတွေကညက်ရင်တော့စင်ပြေတယ်ညသွားပြန်တော့ရှုံးကြတာများတယ်ဒီ coin တသိန်းလေးမှာကိုထည့်လိုက်တဲ့ပတ်စံလေးရှုံးသွားတဲ့ချိန်ကြရင်ဒီ crypto လောကကနေပြီးတော့ crypto ဆိုတာလက်ကားပါသူများတွေပြောထားတဲ့လောက်လေးမဟုတ်ပါဘူးဆိုပြီးတော့စိတ်ကုန်ပြီးတော့ထွက်သွားကြတဲ့သူတွေနဲ့အများကြီးကြီးပါပဲဒါကြောင့်မလို့ bitcoin ကို100ဒေါ်လာဖို့အရင်ဆုံးကြိုက်ထားခြင်းအပြင် bitcoin ရဲ့ခိုင်မာမှုကိုမျိုးဝါချင်တွေ့ရမှာဖြစ်ပါတယ် Bitcoin ကြိုက်ထားဘူးပြီးတော့ကိုကြိုက်ထားတဲ့ Bitcoin ကဒေါ်လာတန်ဖိုးအရတက်သွားတာဒေါ်လာတန်ဖိုးကိုထိမ့်သိမ်းထားနိုင်တော့ကိုကိုက မြင်သွားတဲ့အချိန်ကျရင်တော့တကယ် cryptology ရဲ့အနှစ်သာရကိုကိုတူကသိရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘာမှမလုပ်ခင် bitcoin 10ဒေါ်လာဘိုးဝယ်ထားဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်။10ဒေါ်လာကကျွန်တော်တို့အနာဂတ်မှာနှစ်ဆဖြစ်ရင်တော့ဒေါ်လာ20လောက်ပဲဖြစ်မှာ။အဲတော့10ဒေါ်လာကဒေါ်လာ20ဖြစ်သွားလို့မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီ10ဒေါ်လာရင်းပြီးတော့ bitcoin ရဲ့ခိုင်မာမှု crypto ကန်ရတဲ့အရာတော်ကိုကိုလိုလို့ တည်သွားပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီလိုစဉ်းစားကြည့်အောင်ကျွန်တော်တို့အပြင်မှာသင်တန်းတွေရှိရဲဥပမာ graphic designer သင်တန်းတို့ကတော့စရှိချင်ပေါ့နော်ဒီလိုသင်တန်းတွေမှာကိုကဒီ career လမ်းကြောင်းတစ်ခုဖန်တီးခြင်းနဲ့ဒီသင်တန်းပေါ်မူတည်ပြီးတော့ runway အစ်တလမ်းကြောင်းတစ်ခုဖန်တီးခြင်းနဲ့ဒါကြောင့်မလို့ကျွန်တော်သင်တန်းကြီးတွေပေးပြီးတော့တက်ကြရဲအာ9000တသိန်း2သိန်းစသဖြင့်သင်တန်းကြီးပေးပြီးတော့တက်ကြရဲကျွန်တော် bitcoin ထဲမှာ10ဒေါ်လာထည့်လိုက်တဲ့မြန်မာငွေ4000ကကျွန်တော်တို့ကိုယ့်ရဲ့အနာဂတ်မှာကိုယ့်ကိုအစာပေါင်းများစွာပြန်ရှာပေးနိုင်တဲ့ဒီကျွန်တော်ဖြစ်သွားပါလိမ့်မယ်ကျွန်တော် cry ဆိုရင်လည်းအစာပိုင်းမှာ LTC ဆိုတဲ့ light coin ကိုဖုန်းပေ3000မို နဲ့စပြီးတော့ဝယ်ခဲ့တာပေါ့နော်ဖုန်းပေ3000ဘုံနဲ့စဝယ်ခဲ့ပြီးတော့ cryptocurrency ရဲ့အရာတာကိုတွေ့သွားပြီးတော့အခု crypto နဲ့ကျွန်တော်တို့လုပ်ငန်းတွေလုပ်နေတဲ့အချိန်ထိကျွန်တော် ရောက်လာခဲ့တာပေါ့အဲတုန်းကဖုန်းပေ3000ဘုံကျွန်တော်စခဲ့တဲ့မြန်မာငွေ3000ချက်ကအခုကျွန်တော်ဒီမှာအများကြီးပြန်ကျိုးပြနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ကိုလူတွေကိုဒီဗီဒီယိုမြင်နေဆိုရင်တော့ bitcoin ကို10ဒေါ်လာဘုံအရင်ဆုံးစူးစမ်းပြီးတော့ဝယ်ထားပါကိုဝယ်လိုက်တဲ့10ဒေါ်လာကကိုယ့်အနာဂတ်မှာဘယ်လိုနေရာတွေအထိခေါ်ဆောင်ပေးသွားမလဲဆိုတာကအရင်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်ဒီနေ့ကတော့ဗီဒီယိုအတူလေးပါပဲအားလုံးကိုနောက်ပဲဒီမှာကြံတွေ့ပါမယ်